တရားထောက်မှုတွေပါဒီတရားဟောဒေသနာနည်းအကျိုးရှိမရှိမှန်ကောင်းမရှိမရှိဘုံဘုံနေနေရင်းပြပတ်တာကမိကျုပ်ကလုံးလောက်ပါဗျာ။ဘောင်းလန်ဆရာတော်ဘုရားဘုဒ္ဓတော်တန်ခါဝဉာဏ်နဲ့တောရတာတော်တရားတော်မှာအောင်းလို့ဆရာဦးဇေနသူနေတဲ့ဒီတရားစခန်းကပ်တဲ့ပြီးတော့ ဝမ်းမြောက်ကြောင်းကြောက်ကြနေပါလေဦးဇင်းတို့ဟာငယ်ငယ်လေးကသစ္စာပြရဲ့တိတိကျကျဘုံဘုံတရားစာပင်များကိုသင်ကြပါလေအသက်70နှစ်အရွယ်ကနေစပြီးတော့သစ္စာပြရဲ့တိတိကျကျဘုံဘုံတရားစာပင်များကိုသင်ကြပါလေသစ္စာပြရဲ့တရားတွေကသင်ယူရင်းသင်ယူရင်းသစ္စာပြရဲ့တရားတော်ရဲ့ကောင်းမြတ်တဲ့တရားပါလေ ခံစားရအောင်သင်ယူဖတ်ယူဖတ်ယူလို့အင်မတန်အရပါရှိတဲ့မြတ်စွာဘုရားရဲ့တရားတော်တွေဖြစ်ပါတယ်အဲ့ဒီချိန်ကတို့ကြည်လာရင်တရားအဖို့ဝင်မယ်တရားကျင့်ဖို့မယ်လို့စိတ်ကူးထားခဲ့ပြီပါဗျာဒီလိုနဲ့ဒီလိုလိုဟာเจ้าเนี่ยคงมีตัวจะทีๆๆยกตัวไปครับ ဒါပေမဲ့အတွဲမှာကိန်းနေတဲ့တရားတောက်ထုတ်ခြင်းနဲ့စိတ်ကလေးကတော့ရှိခဲ့ပါလေဗျာဒီပြီးတော့ကမ္မထာနာဆရာဆရာတော်များနဲ့ဦးနီကက်ကက်မဆွေးနွေးမတိုင်းနိုင်ဘူးတဲ့အတွက်ကိုယ်ပါလို့ကိုယ်သာသစ္စာပြားရဲ့ပါဠိတော်တွေကနေပြီးတော့အားရခြင်းကိုကျင့်တတ်ပြီးရုံပဲရှိပါလေဗျာလက်တွေ့ကျင့်သုံးမှုအပိုင်းမှာမလှမ်းနိုင်ကြပါဗျာ အခုတော့တပည့်တော်ရဲ့ကျောင်းတော်မှာတော်ဝင်ဝင်ကိုရဲ့အတိပေးချက်အရာလျှောက်ထားချက်အရာဆရာပြီးတော့ချမ်းမြေမြန်စာတင်တိုင်းမှာတန်တော်သုံးပါဆရာတော်တရားစခန်းဖွင့်ယူရေးလာရောက်ကျင့်ကြံအားထုတ်ပြီးပါတယ်ဗျာဆရာတော်ရဲ့စာအုပ်စာပေတရားတစ်ခုများလို့လုံခဲ့တဲ့ကလနှစ်လောက်လောက်ကတပည့်တော်တို့ဖတ်ရှုကြည့်ညိုရပါတယ်ဗျာ တ်ရှိကြီးညို၍သဘောလဲကြောက်ပါလေ။ဗျာကျေလန်လဲကျေနပ်ပါလေဗျာ။ဆရာကြီးပြောလို့ဟာဒီကိုရတော့စာဝါလေးဖြစ်ပြီးတော့ဖြစ်မနေဘူး။အထုတ်ကြည့်ဦးမယ်။တရားလည်းပဲတခါမှအမှုတို့ဒီကတော့စမ်းကြည့်တဲ့အင်းနဲ့အထုတ်ဦးမယ်ဆိုပြီးတော့ဆရာကြီးပြောလို့စာဝါလေးကိုရန်နာပြီးတော့လာရောက်ကျင့်သုံးအထုတ်ကြည့်ပါလေဗျာ။ဆရာတော်ရဲ့ကျင့်စဉ်ဟာ ကျင့်ကြည်လေချင်းချင်းရှားရှားဘုရားတင်နာတော်နဲ့လည်းညီပါလေဗျာချင်းချင်းရှားရှားကိုယ်တိုင်သိလာပါဗျာအနာပါနာကျင့်စဉ်ပြီးလို့ရှိရင်ကိုအကျိုးတရားခံစားနေရပါလေဗျာအဲ့ဒီအနေနဲ့ဆင်းရဲဆင်းရဲချင်းချင်းချင်းစီလေတော်ရတာအင်မတန်ပြိမ့်ွင့်နူးညံ့တဲ့တရားအရာတွေတွေ့လာနေတယ်လို့ပြောလို့ညွန်မှန်းလို့ရပါဗျာယနေ့နောက်ဆုံး နာရတဲ့ရှုပ်ဆဲသည့်ကျင့်စဉ်တရားတော်ကိုဒီလိုပြချာနာကြည့်ရတာဒီတရားတော်ကိုဣတိချာချာလိုက်နာကျင့်သုံးနိုင်ရဆိုရင်သောတာပတိမသောတာပတိဖို့စခန်းကိုလမ်းမြင်နေရပါဘူးဗျာ။ဘုရားလူမျိုးတို့ဆရာတော်ရဲ့ကျင့်စဉ်ဟာမြတ်စွာဘုရားညွှန်ကြားခဲ့တဲ့အတိုင်းမြတ်စွာဘုရားညွှန်ကြားတော်မူခဲ့တဲ့တရားဒေသနာတော်ကိုတိတိကျကျပေါ်ထုတ်နိုင်တဲ့ ဆရာတော်တစ်ပါးမြတ်စွာဘုရားရဲ့တားတော်စစ်စစ်ပိတတုတ္တရားရုံစိတ်ထဲမှာမှတ်ယူပါပြီဗျာဒီလိုတော့နောက်ဆုံးလျှောက်ထားလို့ဒီမှာတန္တရာဝုဆင်းရဲ့အပယ်ဆင်းရဲ့ကိလေသာအပူဆင်းရဲ့ကြောက်ကြတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကြောက်ကြရခြင်းယခုလိုဆရာကောင်းတဲ့တွေ့တဲ့အခါအောင်းလန်းဆရာတော်ဘုရားကလာပြီးတော့တခါလဲ တန္တရာဝုကကျုပ်ဖို့အပယ်ဆဲရလွတ်ဖို့ကြင်ကြံထိုက်အထုတ်ထိုက်တယ်လို့တရားသူတော်ဝမ်းမြောက်ဝမ်းသာပြောကြားရင်းမိဂုံးစကားဆက်သအပ္ပတ္တိယာအာ